မင်းတို့ကြိုက်တဲ့ကောင်နဲ့တဲပြီးအကုန်ဖြုတ်ပြစ်မှာငါ့နာမည် Fearless Squad ဆိုပြီးဂျုံးဝါလိုက်တဲ့ UFC Champion Joshua Ban ချင်းတောင်နန်းဒီကနေစေပေးတံကိုရှောင်ရှားရင်အမေရိကမှာမျက်စိတငယ်နားတငယ်ဖြစ်ခဲ့ရတဲ့ချာတိတ်လေးအောက်ချင်းရဲ့လီဗန်ကတော့ကမ္ဘာချန်ပီယံကြီးဖြစ်လာခဲ့ပါပြီလွန်ခဲ့တဲ့2024ခုနှစ်နေ့လယ်လောက်ကဆိုရင်ဗန်နဲ့ထိုးချင်တဲ့သူတော်မရှိပါဘူးဒီကောင်လေးကနာမည်မရှိဘူးအစ်စ်မချိတ်ထားဘူးဆိုပြီးဗန်နဲ့မတွေ့ချင်လို့ကိုပတ်ချောင်နေကြတာပါဒီအတွက်ဗန်တယောက်ပွဲမရဘဲအကြာကြီးဝေးနေခဲ့ရပါလိမ့် ဒီလိုအခြေအနေတွေကနေကြိုးစားလာလိုက်တာခုဆိုရင် Van ဟာ UFC Champion ကြီးဖြစ်လာခဲ့ပါပြီ။ဒါဟာလူငယ်တွေအတွက်ဂုဏ်ယူရမယ့်အတူယူရမယ့်အောင်မြင်မှုမျိုးဖြစ်ပါတယ်။ Van Lucha ကပွဲအစတွေကဘလူးဆိုင်းတီးတာပါ။သူ့ရဲ့ကစားဟန်ကို aggressive ဖြစ်ဖြစ်ဖွင့်ထိုးမယ်။ပြိုင်ပတ်လေးမှာတိတ်တောင်းယူမယ်။ပြီးရင်ချုပ်ကွက်နဲ့ပွဲဖျက်မယ်။ဒီလိုမျိုးကစားတာဖြစ်ပါတယ်။ဒါပေမဲ့ Van Gogh အမြင်လန်းကံမှာအကြမတော်ဖြစ်ပြီးလက်ကျိုးလိုရှုံးသွားတာဖြစ်ပါတယ်။ Van Lucha အတွက်ကတော့စိတ်မကောင်းစရာပါပဲ။ သူဟာဖခင်ပီတာသူခင်ပွန်းကောင်းပီတာသူအားကစားသမားပီတာသူပြိုင်ဘက်ပေါ်လေးစားသူပါနောက်ပြီးဒီဝိတ်တန်းရဲ့အကောင်းဆုံးကစားသမားလည်းဖြစ်တယ်လို့ချန်ပီယံစီချန်ပီယံသွေးပြေးဝသူလည်းဖြစ်ပါလိမ့်ဗန်ဒိုဂျာဟာ UFC ချန်ပီယံခပတ်ကို၄ချိန်ထိကာကွယ်ထားနိုင်တဲ့ဂန်နမင်ဖိုက်တာမို့ဗန်နဲ့မကြေပွဲနှွဲခွင့်ရကိုရမှာပါဒါပေမဲ့လက်ကျိုးတန်ရာကြောင့်အချိန်အတန်ကြာနားရမယ်ဆိုတာတော့အသေးချပါပဲပွဲပြီးမှအစီအစဉ်ကျင်းညာသူကဂျပန်ဖိုက်တာလေးတက်ဆူရိုတိုင်ရာနဲ့ခပတ်ကာကွယ်ပွဲထိုးကျင်လာလို့ဗန်ကိုမေးခဲ့ပါလိမ့် ်ဖက်ဆိုရိုတိုင်ရာဟာရန်ဒန်မော်ရီနိုကိုဒုတိယအချိန်မှာပွဲဖြတ်ပြီးအနိုင်ရထားသူဖြစ်ပါလိမ့်အဲ့ဒီအချိန်မှာဗန်ကကြိုက်တဲ့သူလာခဲ့အကုန်လုံးနဲ့ကြိတ်လို့ရတယ်ဆိုပြီးတုံ့ပြန်သွားတာဖြစ်ပါလိမ့်သူကလှုပ်ဆန်းပါကျွန်တော်ရှေ့ရောက်လာတဲ့အကောင်အကုန်လုံးကိုချမှာပါကျွန်တော်နာမည်ကဘာမထီလေကျွန်တော်ဘသူကိုမှမကြောက်ဘူးခင်ဗျားတို့ချပေးတဲ့ဘသူနဲ့မဆိုဖိုက်မှာပဲလို့တုံ့ပြန်သွားခဲ့တာဖြစ်ပါလိမ့်ဗန်နဲ့ဂျပန်လူတို့ပွဲကိုအရင်မြင်ရမယ့်အခြေအနေမှာရှိပါလိမ့်